မင်္ဂလာပါမျိုးတို့ရေတင်းနေပုံဖတ်ပြမယ်နားထောင်ကြည့်ပါနူးတော်လည်းရေကိုရေကမနိုင်ငံတီးတီးကမျက်နှာသာမပေးလို့စိတ်ပြဲအားငယ်စရာမလိုပဲကိုအားကိုကိုရမှာဖြစ်တယ်လို့အန်ယူဂျီရဲ့ဘူကွန်မတီစီဝေးမှာဝင်ကြီးချုပ်မန်းဝဲခံတပ်ကပြောကြပါတယ်တဲ့အခုကြပါတခြားနိုင်ငံတွေကမကူပါနဲ့ကိုအားကိုကိုရမယ်တဲ့ ဘာလို့ဒီစကားပြောတာလဲဆိုတော့အာရှိတပတ်လောက်ကပဲအရှိတီမောနိုင်ငံအရှိတီမောဆိုလို့ရှိရင်လည်းဟာဆင်မောင်ကအရှိတီမောနဲ့တော့တွေ့တယ်သူတို့ NGO ကိုအရှိတီမောကတရားဝင်အစိုးရဖြစ်အသိမဲ့ပြုရဲဆိုပြီးသူအားရဝန်သာဖြစ်ကြတယ်အခုလည်းရှိအရှိတီမောမှာရှိရဲ NGO ရဲ့ကိုယ်စားလှယ်နှစ်ယောက်ကိုအရှိတီမောက ခွေးမောင်းတို့လိုမောင်းထုတ်လိုက်တဲ့ကသူတို့အမှရှင်းထဲမှာရမခန့်စားဖြစ်ရမခန့်စားသူမမြင်နိုင်တဲ့အသေးတွေကအတွင်းကြီးအဲ့လိုသူအတွင်းကြီးဖြစ်တယ် အရှိတီမောကသူတို့ကိုခွေးမောက်တို့လိုမောင်းထုတ်လဲတာသူတို့ကအလွင်ကြီးဖြစ်နေတာဖြစ်နေတာကိုကြာမှာအန်နူဂျီဘူဟုကော်ပိုရေးစီဝေးမှာတခြားနိုင်ငံတွေကကိုရီမျက်နှာသာမပြီးအဖက်မလို့လို့စိတ်မပြတ်ပါနဲ့အားမငယ်ပါနဲ့ကိုအားကိုကိုကိုဘီမွေဦးတော်လိုင်းကိုတော့တိုက်ရပါမယ်ဆိုတော့အတွေးပြီးလာတော့မယ်လို့ပြောခဲ့တာပထူတည်ဟမ် တစ်ချိန်လုံးပြောခဲ့တာအာတူးပြီးလာနေပြီလို့ပြောခဲ့တာဘာတူတည်းလဲအာတူးပြီးလာပါဆိုပြီးအမေရိကန်တန်ရုံးရှင်မှာစိုက်ပုတ်တွေကင်ပြီးအာတူးပြီးလာပါလို့သွားပြီးတော့ဒူးဆောက်အတနာခံကိုနိုင်ငံကို အာတူးပြီးလက်ထဲထိုးအပ်ခဲ့တာဘာတူတည်းလဲအန်ယူဂျီဝင်းကြီးဒေါက်တာဆဆာဘာပြောခဲ့လဲခင်ဗျားတို့ကအကူအမလေးအာဘောမာကြီးကအတိုင်းမျိုးကိုတရုတ်လက်ထက်ထိုးအပ်နေတာခင်ဗျားတို့ကမြန်မာနိုင်ငံကိုအာတူးပြီးလက်ထက်ထိုးအပ်ခဲ့တာလေအရေးဆုံး ခင်ဗျားတို့အရင်ဆုံး2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းလိုက်ပါပြီ။ဒါကြောင့်မြန်မာနိုင်ငံကိုအာတူးပြီလာပါတော့ဆိုပြီးတော့နိုင်ငံကိုအာတူးပြီလက်ထဲကိုထိုးအပ်ရောင်းစာထိုးကြွေခဲ့တာခင်ဗျားတို့အရင်ဆုံးနော်အာတူးပြီလာနေပြီလို့ပြောခဲ့တာခင်ဗျားတို့အခုကြာမှ9နှစ်အချိန်လေးလုံခဲ့ပြီ9နှစ် တိုင်းပြည်ကြီးပျက်စီးသွားပြီ။၅နှစ်ကလေးတငယ်ပေါင်း800တန်းနေပါပြည်ညာသိနာခွင့်ဆုံးရှုံးသွားပြီ။၅နှစ်လူပေါင်းသိန်းနဲ့ပန်းနဲ့ချီလူပေါင်းတန်းနဲ့ချီပြီးတော့ဒုက္ခတဲ့ဘဝရောက်သွားပြီ။လူပေါင်းတောင်းနဲ့သိန်းနဲ့ချီပြီးသေခြင်းပျက်စီးခဲ့ရပြီ။ဒီလောက်တိုင်းပြည်မွဲပြားကြမှာခင်ဗျားတို့ခုမှအတိတ်ရရကြတယ်။ တစ်ချိန်လုံးအာတူးပီလာတော့မယ်အာတူးပီလာနေပြီ ဆိုပြီးတော့အာတူးပီအာကိုမအေးလို့ဒီအခုကြာမှနိုင်ငံခြားကိုအာကိုနေလို့မရပါဘူးကိုအားကိုကိုရမယ်တိုင်းပြည်ဒီဒီစတိတ်ဖြစ်ပြီးတော့ကလေးငယ်ပေါင်း9ပန်းနီးပါးပညာသင်ကြားခွင့်ဆုံးရှုံးပြီးတော့နိုင်ငံလူဦးရေရဲ့เนาะအနည်းဆုံး60ရာခိုင်နှုန်းလောက်စစ်ပေးဒုက္ခတွေပွားရောက်နေတဲ့အချိန်ကြမှာခင်ဗျားတို့နှောင်းနှောင်လာရကြတယ် ရှင်တို့အသက်ကြီးပြီးတေကကြီးတဲ့လူတွေကအခုကြမှာနှောင်းနှောင်လိုက်ရတာလူပြုံးစစ်ရှုံတိုင်းမြေကြီးဖူးဖူးညံ့ညံ့ကြည်ပြီးတော့လူလဲပြုံးစစ်လဲရှုံတဲ့အချိန်ကြမှာခမားတို့ကအာမနန်မန်းလျှော့ပြီးအတုပီမလာမန်းတိလို့နိုင်ငံခြားကအားကိုးလို့မရတော့ပါဘူးလို့ပြောနေတာဒီမှာဝမတုမဟာသွေးက2020ရေကောက်ပွဲပြီးပြီးနောက်နှစ်ရက်တွင်းမှာတည်းကအတုပီမလာပါဘူးလို့ပြောခဲ့တာနောက်ရွေးကောက်ပွဲ2020ရွေးကောက်ပွဲပြီးပြီးချင်းနောက်နှစ်ရက် နော်ပရမရွေးကောက်ပွဲပြီးပြီးနောက်တရက်မှာ NLD ပါတီကနိုင်နေဆိုတော့တော်တော်များများကစိတ်တက်တေကြအားရင်းငယ်စိတ်တေပြက်ပြီးတချို့လိုထမင်းအောင်မစားနိုင်ကြတဲ့လူတွေရှိအဲ့ဒီချိန်မှာနိုဘယ်မှာရှိရနေရွေးကောက်ပွဲပြီးတယ်မလားကျွန်မနိုဘယ်မှာဆက်ရနေမှာ live stream ပြီးပြောခဲ့တယ်ရွေးကောက်ပွဲထားမမြောက်ဘူးရွေးကောက်ပွဲနောက်20ရွေးကောက်ပွဲမအောင်မြင်ဘူးကျွန်မတို့ကနေပြီးတော့တက်မရော်ကာကွယ်ဦးစီးချုပ်ကိုရွေးကောက်ပွဲပြန်ပြီးကျင်းပပေးပါလို့ကျွန်မတို့မှတောင်းဆိုရမယ့် တမရကဘွေဦးစည်းချုပ်ကအဲ့တော့ကျွန်မပြောခဲ့တယ်เนาะ2000ခြေဥပါအာပုံမှန်20ဆလုံးလို့เนาะပုံမှန်အာပုံမှန်၄တစ်ခေါ်ရပုံမှန်၄တစ်ရှိရ2000ခြေဥကို40ခန်းငယ်ရစစ်တဲကကာကွယ်ရမယ်တောင်းဝန်ရှိတယ်ဒါကြောင့်မလို့တမရကဘွေဦးစည်းချုပ်ကရွေးကောက်ပွဲပြန်ကျင်းပါပေးပါလို့ကျွန်မတို့တောင်းဆိုရမယ် တချို့ကနော်ဒေါအောင်ဆန်းစုကြည်ကငင်းကြဲရေးနိုဘယ်ဆုရှင်ကြီးမို့လို့စစ်တပ်ကဖမ်းလို့မရဘူးငင်းကြဲရေးနိုဘယ်ဆုရှင်ကိုဖမ်းရင်အာတူးပြည်လာလိမ့်မယ်လို့တချို့ကပြောကြတယ်အာတူးပြည်ဆိုတာက စစ်စည်းဝါးရေးလုပ်တဲ့အဖွဲ့အစည်းသားဖြစ်တယ်ကျွန်မအဲ့ဒီအချိန်ကြီးကပြောခဲ့တယ် အာတူဘီဆိုတာကနောက်ွယ်ကအရေးရှင်နိုင်ငံတွေထောက်ပံ့ပေးထားတယ်။ဒါကြောင့်မလို့သူတို့ကသူတို့အတွက်စီးပွားရေးရအမျက်ကျန်တဲ့နေရာမျိုးမှာသာအာတူဘီလုပ်တယ်။ကျမတို့မြန်မာနိုင်ငံမှာသူတို့လာလို့စီးပွားရေးအမျက်မကျန်ဘူး။ဒါကြောင့်မြန်မာပြည်ကိုဘတော်မှအာတူဘီလာမှာမဟုတ်ဘူးလို့နောက်20ရေကောက်ွယ်ပြီးပြီးချင်းကကျမကလိုက်လွှဲပြီးနိုင်ငံရေးအဲ့လိုသူတို့ပြီးတုံတက်ခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်တော့ဆိုရင်ကျမနဲ့အရင်ရင်းနှီးပါလေဆိုတဲ့မိတ်ဆွေတွေကိုယ်တိုင်ကတော့မှကျမပြောတာကိုမယုံဘာလို့လဲဆိုတော့ အရွေးကောက်ပွဲကိုနော် အာဒီမဲဆင်းတွေကိုတမတော်ကခွေးဦးကြီးချုပ်က ဖြည့်ရှင်းပေးပါလို့ပဲတောင်းဆိုလို့ရမယ်တဲ့ရွေးကောက်ပွဲပြန်ကျင်းပါပေးပါလို့တောင်းဆိုလို့မရဘူးကျွန်မပြောတာမှားနေပါတယ်ဆိုပြီးတော့နော်လက်ရှိမှာဆိုသူတို့ကိုသူတို့လက်ရှိမှာတချို့လူတွေက ပါတီအကြီးအကဲတွေတော့ဖြစ်နေကြပြီအဲ့ဒီအချိန်တုန်းကကျွန်မပြောတဲ့ဇာတ်ကားကိုမှားပါတယ်လို့ဝေဖန်ခဲ့တဲ့လူလေအခုလက်ရှိတက်မတော်ကကိုဦးစည်းချုပ်ကရွေးကောက်ပွဲပြန်ကျင်းပပေးမယ်ဆိုတော့ခမရတို့အရင်ဦးဆုံးရွေးကောက်ပွဲဝင်ဖို့အရင်သွားနေကြတယ်နော်နိုင်ငံရေးလေးလာတုံးတဲ့လေဆိုတော့အဲ့လိုတုံးတက်ရတယ်ဒီချိုကပြောတယ်ဘာလို့မဟာသွေးလို့ခေါ်တာအေးအက်တီလို့တော်လို့တက်လို့မဟာသွေးလို့ခေါ်တာပဲ ျမကိုရင်တွေးနေတာမဟုတ်ဘူးအရှိတရားကိုပြောနေတာကျမရဲ့ဘီလိုဖိုင်တွေကိုဖျက်ညက်ကန့်လုံနေတဲ့ကောင်းလေးကောင်းမတွေအဲ့ဒီလိုစည်ရင်းနိုင်ငံရေးတုံးတနာနဲ့အရေးချင်းမရှိဘူးဆိုတော့ခမရတို့မုန်းလည်းမတက်နိုင်ဘူးနော်ဘသူမုန်းမုန်းမလို့သူတွေမုန်းပါစေကိုပြုံးနေတဲ့သူတို့ရှုံးနေကျမအမြဲလက်ခံထားရကျမအမြဲလက်ခံထားရဆောင်းဖို့ကျမအမြဲလက်ခံထားရအရာနော်မလို့သူတွေမုန်းပါစေကိုပြုံးနေတဲ့သူတို့ရှုံးနေဆိုတော့ရှင်တို့တွေမနာလို့ကြားစဲရှင်တို့တွေလောင်မြိုက်ကြစဲရှင်တို့တွေကျမကို စောက်ဖောင်းထူကြတယ်။ရှင်တို့တွေအဲ့ဒီလိုမနာလိုပြီးတော့ကျမကိုနာမည်ဖျက်လေကျမရဲ့ဘီလိုဖိုင်တွေဖျက်ညက်ကတ်လို့လေကျမပို့ပြီးတော့နော်မြရွှေကိုပရံများလို့အယောင်ထွက်လိမ့်မယ်။ဘာလို့လဲဆိုတော့ပညာရွှေအိုးဆိုလူခိုးလို့မရဘူးဗျာ။နော်မဘတူရဲ့ပညာရွှေအိုးကိုခင်ဗျားတို့လာခိုးလို့မရဘူး။နော်ဆိုတော့နိုင်ငံရေးတုံ့တက်တယ်ဆိုတာအဲ့ဒီလိုတုံ့တက်ရတယ်။ နော်အခုမှနိုင်ငံရေးကိုလေကြုံစီးပြီးနိုင်ငံရေးခွေးတိုးဘောက်ကဝင်လာပြီးကျမရဲ့ဗီဒီယိုဖိုင်လေးကိုဖြန့်ညက်ကန့်နဲ့ reaction ဆိုတဲ့ခေါင်းစိမ့်အောင်မှလုံမစားကြနဲ့နော်ရှင်တို့အဖေခေါ်နေတဲ့အခုအာတုပီလာတော့မယ်ဆိုတော့အနုကြည်ဝင်းကြီးစားစားတော့မှမသိဘူးအခုခင်ဗျားတို့အနုကြည်ကိုအပြန်ဖွဲ့စည်းထားတဲ့ဦးကြည်မြင့်တို့အန္တရာယ်ဆိုရတဲ့ဒီလိုပဲဦးကြည်မြင့်အာနိုင်ငံရေးကျွမ်းကျင်သူစီးရေးနိုင်ငံရေးကျွမ်းကျင်လေလာသုံးတက်သူဦးတန်းဆိုးနိုင် တရုတ်အရေးတွင်းကျင်သူဒေါက်တာလှကျော်စောအမေရိကန်စစ်တပ်ကတာဝန်ထမ်းဆောင်ခဲ့တဲ့ဘူဂျီဒေါ်မီမီဝင်းဘတ်နာမည်အကြီးကြီးတွေဂုံပုတ်ကြီးတွေပေးပြီးတော့တိုင်းရေးပြည်တုံးသက်တဲ့အခါမှာဆောက်တလွဲတွေပဲတုံးသက်ကြတယ်သူတို့တုံးသက်တာတခါမှမှန်တာမရှိအေးအဲ့ဒီလိုမှန်တာမရှိပဲနဲ့ဆောက်တလွဲတွေတုံးသက်နေလဲပဲရှက်ရကောင်းမှမသိဘူးအနည်းဆုံးဖြစ်စဉ်လာရှိုးကိုပဲကြည့် တုံညာနဲ့ကောဆိုလို့လဲသူတို့တွေအများကြီးတုံးတက်လိုက်တာပဲခံမှန်လိုက်တာပဲလာရှိုးကိုကိုကံကတိတ်လိုက်တော့လေအဲ့ဒီဦးတန်းဆိုးနိုင်တို့ဦးကြည်မြင့်တို့ဒေါ်လှကျော်စောတို့ဒေါ်မီမီဝင်းပတ်တို့အကြီးကြီးအကြီးကြီးအကြီးကြီးတွေပြောကြတယ်နော်အဲ့ဒီအချိန်မှာသူတို့မွေးမှာသူတို့မြင်းလောက်ပဲရှိတယ်ကျွန်မမဟုတ်ဘူးသူတို့မဟုတ်လာရှိုးနဲ့ပတ်သက်လို့ဘာတုံးတက်လဲ လာရှုကို2025မေလမတိုင်ခင်တော့မဟုတ်မေလကောင်မှာတက်မတော်ကပြန်ပြီးထိချုံနိုင်လိမ့်မယ်လာရှုမှာပညာရေးနဲ့ကျမကြီးခန္ဓာလဲပက်လိမ့်မယ်လို့ကျွန်မသုံးသပ်ခဲ့တာအချိန်တော့မလွဲစေရအောင်နော်အချိန်တော့မလွဲစေရအောင်2025မေလနော်မေလမတိုင်ခင်မှာတော့မဟုတ်မေလအကောင်ပါလို့ကျွန်မပြောခဲ့တယ်။ကျွန်မပြောသူလိုပဲမေလမတိုင်ခင်မှာလာရှုကိုကိုကန်ကအတက်မတော်လက်ထဲပြန်ပေးပါတယ်ဆိုပြီးတော့ပရမအောင်ကြင်ညာတယ်။မေလအကောင်မှာ နာဆာကအရှိုးရရဲ့အုတ်ချုပ်ရည်ရန်တရားရဲ့ပြန်ပြီးလေးလဲပတ်တယ်။နော်ဆိုတော့ရှင်တို့ဒီကိုအဲ့ဒီလိုစည်ရင်နိုင်ငံရေးကိုကြိုးပြီးတော့တက်နိုင်တဲ့အရေးချင်းမရှိရှာယိုးမရှိရှာမအယိုးမရှိသလိုနိုင်ငံရေးတိတ်ခါလည်းမရှိဘဲလူတွေပြောနေတဲ့စကားတွေကိုခမတို့ယုံမနေကြနဲ့နော်အဲ့ဒီရှာယိုးမရှိဘဲအာတူပီလာနေပြီးလို့မနှက်ပြန်တော်လန်ရေးကအောင်နေပြီးလို့ပြောတဲ့စကားတွေကိုမယုံကြတော့နဲ့မယုံနဲ့ ဆက်ပြီးတော့မိုက်လုံးမကြီးနဲ့ဆက်ပြီးတော့မမိုက်ကြနဲ့ရှင်တို့တွေစက်တက်ကိုမကြိုက်ဘူးမလားရှင်တို့တွေဆင်အားနာရှင်ကိုမကြိုက်ဘူးရှင်ဆင်အားနာရှင်ကိုရှင်တို့တွေတော်လန့်ခြင်းနဲ့ရတဲ့လက်ရှိမှာစက်တက်ကတရားရဂိုင်းတော့ထိန်းချုပ်ထားတယ်တရားရဂိုင်းတော့အုတ်ချုပ်နေတယ်အဲ့ဒီကနေပြီးရွေးကောက်ပွဲကျင်းပလိုက်မယ်ဆိုရင်ရွေးကောက်ခံအစိုးရတည်းရဲ့ဖြစ်လာရင်တရားရဂိုင်းတော့ထိန်းချုပ်ထားတဲ့စက်တက်က25ရဂိုင်းတော့ပဲရလိမ့်မယ် ဒါကြောင့်မလို့အခုလက်ရှိတရားရဂိုင်းလုံးစစ်တပ်အုပ်ချုပ်နေတဲ့လက်အောက်မှာနေမလားစစ်တပ်ကကျင်းပပေးတဲ့ရွေးကောက်ပွဲကိုပါဝင်ပြီးအတိမတ်ပြုပြီးမဲပေးပြီးတော့တရားရဂိုင်းလုံးယူထားတဲ့စစ်တပ်လက်ထက်တွေက85ရဂိုင်းလုံးကိုပြန်ယူမလားခမည်းတော်စဉ်းစားရမယ့်အချက်ဖြစ်တယ်။